မင်္ဂလာပါအခုမှတော့ဒီပုံလေးကို dimension တက်ကြည့်မယ်ဒီပုံလေးက unit 2မှာ unit 2က drawing exercise 2.1ဆိုတဲ့ file လေးမှာဆွဲထားရပါတော့နော်ဒီ file လေးမှာလည်းပြထားပြီးသားဖြစ်တယ်အဲ့ဒီပုံလေးကိုအခုမှတော့ dimension တက်မယ် dimension တက်မယ်ဆိုလို့ရှိရင် unit 2မှာပဲ dimension style နဲ့ dimension ဆိုတဲ့ video လေးနှစ်ခုကိုအရင်ကြည့်ပြီးပါအဲ့ဒီနှစ်ခုကိုကြည့်ပြီးဆိုမှဒီ video file လေးရအတိုင်းတိုင်းလို့ကြည့်ပါနော်အခုဒီပုံကိုဒီပုံအတိုင်းလေး dimension တက်မယ် အဆိုရင်ညုံစောအမအတော့ဒီမှာတစ်ခုတက်ပြီးသားပါတော့ဒီ file အတွက်ဆိုရင် dimension တက်ထားပြီးသားအဲ့တော့ဒီလို dimension မတက်ခင်မှာမပါလို့ခဲ့ရလဲဆိုရင် dimension style နဲ့ video file ပြောခဲ့တယ်လို့ပဲ d under ဆိုပြီး dimension style မှာကိုလိုချင်တဲ့ unit တွေမဒီမှာခါရခေါ်လိုက်နော် dimension style ဆိုရဲဒီနေရာနေ modify မှာလာပြီးရော primary unit မှာကိုလိုချင်တဲ့ unit တွေ change ခဲ့တယ် fit မှာလည်းပဲကို size ကပုံနဲ့စာနဲ့ size ကိုဘယ်လောက်လိုချင်တယ်ဆိုတာကိုဒီမှာချိန်ခဲ့ရပေါ့နော်အဲ့တော့အရင်ဆုံး dimension တက်မယ်ဆိုရင် dimension style လေးကိုအရင်ချိန်ခဲ့ပါပြီးပြီဆိုရင်အမတော် dimension တက်မယ်နော်ဒီ menu bar လေးမှာရှိရဲ့ dimension တဲ့ကကိုကအခုဒီစာကဲတွေကိုသူကတက်ပြထားအစာကဲတွေကို radius တမုန်းနဲ့ပြထားတယ်ဒါဆိုအမတို့ဒီ radius ဆိုတာလေးယူလိုက်မယ်ပြီးရင်စာကဲမှာ click ထောက်ကိုချခြင်းတဲ့နေရာမှာ တစ်ဆက်ရွှေ့ပြီးရင်အဲဒီ radius dimension မှာဆက်တက်မှာဖြစ်တဲ့အတွက် enter တစ်ချက်ထပ်ခေါက်မယ်ပြီးရင်ကိုထိုးခြင်းတဲ့ object မှာ select ကိုရွှေ့ခြင်းတဲ့နေရာနောက်တစ်ချက် click အဲနောက်တစ်ခုကလည်းဒီဘက်က circle ရိုးအဲ့လိုထိုးခြင်းနဲ့ click ဒီကလည်းအဲ့လိုထိုးခြင်းနဲ့ဆို click ပြီးတော့ဒီ fillers လောက်ထားတဲ့ radius တန်ဖိုးဆိုလည်းဒါ radius ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ radius dimension နဲ့ပဲ click ပေးမယ် ဒါဆိုရင်ဒါကိုလက်ကအဆင်ပြေရနေမှာခြားပါဒါဆိုရင်ဒီလိုမျိုးလေးအဝန်းပိုင်းလေးကိုပြပြနေနေမှာအဲ့လိုမလိုချင်ဘူးဆိုရင်ချိန်ပြီးတော့မှလွတ်တဲ့နေ့ချိန်ပြီးမှခြားလိုက်အောင်မယ်အဲ့တော့ဒီနားလေးလည်းသူကပြထားတယ်ပြထားဖြစ်တဲ့အတွက်အဲ့လိုပဲအဲ sorry ဟိုဘက်ရောက်သွားရနော်အဲဆိုရင် dimension ပြန်ခေါ်မယ် radius နဲ့ sorry radius နဲ့ pillars တံပိုးလေးဘယ်လောက်လဲ sorry လက်ကုံငင်းငင်းလေးထားမယ်နော်ဟိုအဝန်ပိုင်းအရှိထွက်လာတိုင်းမလူစင်တဲ့အတွက်ကြောင့်ပေါ့ဟိုနောက်တစ်ခုကကြတော့ဒါရီက linear ရင်းနဲ့ပြထားတယ်နော်အဲ့တော့ linear dimension လေးတက်ပါမယ် linear descender နဲ့နည်းနည်းလေးဝေးနေနော် descender နဲ့ descender နဲ့အကွာဝေးနောက်တစ်ခုကဒီကနေဒီကနေစပြီးတော့သူက dt ရယ်ဒီကနေ dt ရယ်ဆိုတော့ base ယူပြီးတော့ထိုးထားတာပေါ့နော်အဲ့တော့ dimension ဆိုပြီးတော့ ညုံးစောဒီအစရဲ့ဒီစန္ဒာတိအပွားဝေးလေးတခုရှိရဲ့အဲ့ဒါကိုပဲမတော် baseline ယူပြီးတော့ထိုးလိုက်မယ်ပေါ့နော်အဲ့တော့ baseline ယူမယ်ပြီးတော့ပဲထိတယ်ဒီစန္ဒာလေးအထိဆိုရင် auto သူ့ထိုးပြီးသွားပြီပေါ့မိသားဆိုရင်ဂျန်သေးလား dimension ထိုးဂျန်သေးရဲ့နော်ဒီမှာအဲ့တော့အလားပဲ linear နဲ့ပဲဒီ line နဲ့ ဒီ line နဲ့ perpendicular ကြရဲဆိုတဲ့အချိန်မှာကလေးလိုက်ပင်နာမထားခြင်းနဲ့လွတ်တဲ့နေရာလေးမှာကလေးလိုက်အဆိုရင်ဒီပုံလေးအတွက် dimension ထိုးရလေးရသွားပါပြီเนาะ